ဖရားစာရွတ်တိုင်းပတိစိတ်တိုင်းဒါလေးတွေတည်ထားရင်ပိုကောင်းပါရဲ့နော်လူကြီးသူမတွေဟာအသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာဇေယအယသွားရေးလာရေးခက်ခဲလာတဲ့အတွက်ဖရားအကြောင်းကံသွားတာရှားပါလာခဲ့ပြီးတော့နေအိမ်ကဖရားစင်ရှိမှာပဲလွယ်လင်းတကူဖရားစာရွတ်ဖတ်တာ ပတိစိတ်တာတွေလုံလာခဲ့ကြပါရဲ့ဖရားစာရွတ်ဖတ်တာ ပတိစိတ်ဓာမှာအခောက်ရည်နဲ့ရှည်တွက်ပြီးလုံကြရတာပါ။ဒါပေမဲ့လူငယ်ပိုင်းတွေကတော့တရက်တာမှာပြုလို့ရမယ်အခောက်အရည်အတွက်ပြေဖို့အတွက်နဲ့သူတို့ရဲ့လူချင်းလောဘကိုသာရှိရွယ်ပြီးမြ мян ဆန်းဆန်းလှုပ်လာကြပါတော့တယ်။ထိုကဲ့သို့ပြုလုပ်တာက လုံလုံကြီးအကျိုးသက်ရောက်မှုမရှိရာ မဟုတ်ပါဘူး။ဒါပေမဲ့လည်းအဖွင့်အတိတ်ပဲကို နားလဲပြီးဖျားစာရွတ်ဖတ်တာက အိုပြီးတော့အကျိုးသက်ရောက်မှုရရှိနိုင်မှာပဲဖြစ်ပါတယ်။ထိုနည်း၎င်းပဲပတိစိတ်ဓာမှာလဲပတိကိုအာယုံမထားပဲကိုစိတ်မဲ့ဂုံတော်အပေါ်ကိုစိတ်ကရောက်နေမှသာ အကျိုးသက်ရောက်မှုရှိပြီးထူးခြားလာမှာပဲဖြစ်ပါတယ်။ဒီတော့ဖះစာရုပ်ဖတ်တာပတိစိတ်ဓာတွေကိုမြ мян ဆန်ဆန်မဟုတ်ပဲအပေါ်ကပြောပြခဲ့တဲ့ဤအတိုင်းပြုပြင်ပြောင်းလဲပြီးတော့လုပ်ကြည့်ဖို့ကို တိုက်တွန်းချင်ပါတယ်။အခုကြည့်ရှုနေကြတဲ့ခொနရဲ့သားသမီးများအားလုံးဘေးရန်ကင်းကွာစမ်းမချမ်းသာကြပါစေ။